အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံဘူချုံနှင့်ဘူမူချုံအစ်ညာကိုတန်အမတ်ဖြစ်ခန့်အပ်ပြီးစစ်အရာရှိအချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများအဖြစ်ပြောင်းရွှေ့နေ။အရေးပတ်သို့စစ်ဘက်မှအရာရှိအများအပြားဇက်တိုက်ပြောင်းရွှေ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်းဆောင်မရောက်နိုင်ကဘူချုံနှင့်ဘူမူးချုံများကိုတန်အမတ်ဖြစ်ခန့်အပ်လိုက်ပြီးစစ်ရာရှိအချို့ကလည်းဌာနဆိုင်ရာအကြီးအကဲများအဖြစ်ပြောင်းရွှေ့နေကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြစ်နှင့် CDN ပူကြီးစီရုံတို့ဤပြောဆိုချက်စစ်တပ်ကထုတ်ပြန်သောပြန်တမ်းများအရာသိရှိရပါသည် ကြီးတက်မှဘူကျုံနေမျိုးဦးလေးတက်မှဘူမှုကျုံမျိုးမင်းထွန်းတို့ကိုနိုင်ငံခြားရေးဝန်ကြီးဌာန၏တန်အမတ်ကြီးအစဉ်ဖြင့်အရက်ပတ်သို့ပြောင်းရွှေ့လိုက်ကြောင်းရွေးကောက်ပွဲဝင်ရန်ဆန္ဒမရှိသောစစ်တပ်အရာရှိကြီးအချို့ကိုအရက်ဖတ်သို့အကြီးအကဲများဖြင့်ပြောင်းရွှေ့လိုက်ခြင်းတွင်ပါဝင်လာခြင်းဖြစ်ကြောင်းပြီးပြီးတော့စစ်ဘက်တရင်ရေးမြစ်ကရှင်းပြပါသည်ကျမရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမရှိမေးတယ်။အဲ့ဒီအထက်ကရွေးကောက်ပွဲဝင်ဖို့ဆန္ဒမရှိရင်အရက်ဖတ်ဌာနဆိုင်ရာအကြီးအကဲတွေတန်အမတ်တွေအဖြစ်ပြောင်းပေးတယ်။ စစ်တပ်မှလည်းသူတို့ကိုလဲပြီးသွေးသစ်လောင်းနေအရက်ဘက်ကိုလိုချင်တဲ့နေရာယာရူးတွေကိုလည်းအစိုးပြုတ်ခွင့်ပေးတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်စီရီယံဘူကြီးစင်ရောကမှစစ်တပ်အတွင်ဘူချုပ်ကြီးအစ်စ်မှဒုတိယဘူမှုကြီးအစ်စ်အထင်အနာပေးခြင်းနဲ့အပြောင်းရွှေ့များရှိနေပြီးဘူချုံနေမျိုးဦးနဲ့ဘူမှုချုပ်မျိုးမင်းထုံးတို့မှာရှေးလျှောက်ယာရူးတို့ရံမရှိတော့တဲ့ဖြင့်အရက်ဖတ်တို့ပြောင်းရွှေ့ပြလိုက်ခြင်းဖြစ်ကြောင်းပြောဆိုပါတယ် ဗိုလ်ချုပ်နေမျိုးဦးကတော့စစ်တက္ကသိုလ်အဖက်စင်34ကလို့သိရပါတယ်။လေတက်ကဗိုလ်မှုချုပ်ကတော့မင်္ဂလာတုံလေတက်စခန်းဌာနချုပ်မှလှုပ်ဖူးတယ်။ပြီးရင်မကွေးလေတက်စခန်းဌာနချုပ်မှလည်းလှုပ်ဖူးတယ်ဆိုတာပဲတွေ့ရပါတယ်ဗျာ။ဂျန်နစ်ဟာတော့မရှိပါဘူး။ဗိုလ်မှုချုပ်ဗိုလ်ချုပ် level ကတော့ရှေ့ဆက်ပြီးမတက်တော့ဘူး။ဒါတက်အမှတ်ပေါ် အရင်တုန်းကဆိုရင်တော့စစ်တမ်းမှုပေါ့ဒါပေမဲ့မင်းအောင်လိုင်းစစ်အစိုးရလက်ထက်မှာတော့သူတို့ရဲ့ဂိမ်းပေါ်နေရာတွေမှာစစ်တမ်းမှုထက်မြင့်တဲ့အတန်မှတ်တွေဖြစ်သွားတဲ့အနေချပုံသူတို့ကိုချွေးသိမ့်လိုက်တဲ့နေရာတွေလို့ပဲပြောရမှာပုံနောက်မှဆိုစစ်တမ်းမှုနဲ့ဂိမ်းသွားမှာပုံဒါအယက်သားအစိုးရလက်ထက်မှာဆိုရင်တော့တန်အမှတ်မခံဘူးပုံစစ်တမ်းမှုနဲ့တင်ပြီးသွားတာအခုတော့ဒီလိုမျိုးတန်အမှတ်တွေကတောက်လျှောက်သူတို့အစိုးရတက်နေတဲ့ယူကတော့တန်မှတ်တွေကလည်းသူတို့လူတွေပဲထားသွားမဲ့အနေထားမျိုးတွေ့ရပါတယ်အခုဒီလာအောင်မှာ အခုဗိုလ်မှူးချုပ်တွေဗိုလ်မှူးကြီးတွေနောက်ပိုင်းအနာပေးမဲ့လူတွေတော်တော်များများကစစ်တမ်းမှုတန်အမှတ်တွေပဲလွတ်ပေးလိုက်မှနိုင်ငံသားသွားခွင့်တရဝင်ပေါ်အထဲထဲမှာနေနေရင်လာပြီးတော့သူတို့အချင်းချင်းလှပြောမှဆိုလို့ဝေးဝေးကိုထောက်ပေးလိုက်တဲ့သဘောမျိုးပါဟုစီဒီအမ်ဗိုလ်ကြီးစင်ရောကပြောဆိုပါတယ်အလားတူပင်တမတော်ကြီးမှဒုတိယဗိုလ်မှူးကြီးဝင်းလွင်ဦးကို အမျိုးသားစီမံကိန်းဝင်ကြီးဌာနဗဟုဆက်ပစ္စည်းစည်ရင်အင်းနဲ့စစ်စေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်၎င်းဘိုကြီးမင်းသူကိုမန္တလေးစီပင်ဌာနမှူးအဖြစ်၎င်းအမတ်ဆက်သုံးတမ်းမြင့်လေးချင်းရေးမှဘုံမှုဆရာစုကိုရွေးကောက်ပွဲကော်မရှင်တွင်လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်၎င်းခန့်အပ်ခဲ့ကြောင်းသိရပါသည်။နေပြည်တော်စစ်ဘက်သတင်းချင်းမြေဤအဆိုအရစစ်ဘက်မှအရာရှိကြီးများနှင့်အရာရှိငယ်၄၀၀ကျော်ကိုအရက်ဖက်ဝင်ကြီးဌာနများတွင်ဌာနဆိုင်ရာအကြီးအကဲများနှင့်အရာရှိများအဖြစ်မင်းအောင်လိုက်ကပြောင်းရွှေ့ခန့်လိုက်ကြောင်းသိရပါသည်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လည်းချမ်းမြေကြပါစေရှင်။